ားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ Rumi ရဲ့ပိတ်ရက်တပတ်တော်ဘလို့ကုံစုံနေလဲဆိုအောင်ပုပ်ပုပ်ပါလီမတန်တင်ထားကြည့်ချင်လို့ရိုင်းလိုက်တဲ့ vlog လေးပဲဖြစ်ပါတယ်အားလုံးပဲပုပ်ပုပ်ပါလီနဲ့လိုက်ကြည့်ပြကြပါဦး။ဒီနေ့ကစနေနေ့ပေါ့နော်။ကျောင်းပိတ်တော်တနင်္ဂနွေအိမ်မှာပဲရှိနေပါတယ်။လူများအစတည်းကပုံမှန်လည်းအိမ်နဲ့ကျောင်းအိမ်နဲ့ကျောင်းမပြဲမသိမ့်မသွားဘူးပေါ့နော်။အော်ပြီးတော့ဒီတပတ်က ော်14ပတ်မြောက်ထဲဝင်နေပြီပေါ့နော်ဒီတစ်ခေါက်ဆမက်စတာရဲ့အာ15ပတ်16ပတ်မြောက်ဆိုလို့ရှင်းဆောင်ဝင်ဖြစ်ရတော့မှာဖြစ်ပါတယ်အပ်ပြီးတော့ကျောင်းပေးရရပါပြီ um 14ပတ်မြောက်ဆိုတော့ဆောင်ဝင်အတွက်စာစပြင်ရတော့မယ်ပေါ့နော်အဲနောက်ကြနေရပြီးလိုတောင်ပြောလို့ရပါတယ်ဘာသာရက်တွေက6ခုလောက်ပြင်ရမှာဆိုတော့လေအဲတော့စာလုံးသွားတဲ့ vlog ပုံစံမျိုးလည်းဖြစ်မယ်ဒါအိမ်မှာပဲတနေကုန်တော့မှဆိုနည်းနည်းလေးတော့ပြင်ဖို့လည်းကောင်းနိုင်မြင်မယ်စိတ်ဝင်စားစရာတော့ဆုံးဖြတ်ကြည့်ပေးကြပါဦး ုပ်ဆက်စာတော့များပါတယ်ဒီခေါက်ဆက်မစတာမှာတော့မိတက်နေတဲ့ဒီ academic writing အတန်းရှိတယ်ပေါ့နော်အဓိကတော့အိမ် Huxley စောက်ခွလ်စကီ thesis ရေးတဲ့ပုံစံမျိုးလေးတွေတင်တဲ့အတန်းဖြစ်ပါတယ်မဖြစ်မနေတက်ကိုတက်မယ့်အတန်းပေါ့နော်အာစာရလည်းခက်ပြော live ဖတ်ရတဲ့စာရလည်းတော်တော်များပြင်မယ်လေကိုကဒီ academic field မှာစက်ကျင်နေနေမယ်ဆိုလို့ရှင်လိုလိုတော့အတန်းဆိုတော့ တတိချာကျူကျူစားလိုက်လို့ဖွလို့လုံမယ်ပေါ့နော် remedy အတန်းအရန်အရန်သဘောကျတာပါမောက်ခအရန်ကောင်းလို့မှာပါမောက်ခစားအတင်ပြကောင်းပြီးတော့မှာအရန်လည်းသဘောကောင်းတယ်ပေါ့နော်စကားပြောသွားတဲ့ပုံစံလည်းဖြည်းဖြည်းအေးလေးနဲ့နားထဲလဲဝင်နေကိုယ်တိုင်လည်းဒီ language ပြန်တင်နေဆရာမတယောက်အနေနဲ့သူ့ကြည့်ပြီးအတူယူဆရာတယ်အရန်အများကြီးရတယ်ပေါ့နော်ဒီစာရေးတာကိုတင်နေအပြင် teaching နဲ့ပတ်သက်တဲ့အတူယူဆရာလည်းအရန်အများကြီးရလို့တော်တော်သဘောကျတဲ့အတန်းမှာနောက်ထပ် cultural communication ဆိုတဲ့အတန်းတန်းတက်နေတာကအဲ့အတန်းလည်းဘာမှခါလीအ thesis ကိုအရန်ဖတ်ခိုင်းနေကျောင်းသားတွေကိုပြီးတော့ဘာဖြစ်လဲဆိုတော့စာမွေမှာပါပြန်မင်းရဲ့ thesis အကြောင်းရအောင်အဲ့ခါကျတော့မဖတ်မနေရ thesis ဖတ်စီရည်အရန်များသွားတယ်ဗောနော်ဒီခေါက် semester ဒါမဲ့အာ thesis တွေကခတ်တယ်ရှည်တယ်အကုန်မဖတ်နိုင်ဘူးပြီးဖတ်ပြောအကုန်နားလည်ရလည်းမဟုတ်ဘူးဗောနော် room ကတော့ thorough introduction ဖတ်တယ်ပြီး young group pump up to research methodology ကိုဖတ်လိုက်တယ်အာပြီး final အဲ့ research ရဲ့ result ပေါ့နော် final ကျော်ရွာ အဲ့အပိုင်းမှာဖတ်တယ်ပေါ့နော်ပြီးစိတ်ကလည်းမချအောင်အကုန်လုံးဖတ်ချင်မှမဖတ်နိုင်တာဖြစ်တဲ့ကြောင့် ChatGPT ကို find လိုက်ပေးလိုက် ပြီးတော့မှဒါလေးကိုအချင်းချုပ်ပေးပြီးတော့မှအတိကအာ main point ထုတ်ပေးပေါ့နော်ပြီး short one ရောင်းကိုဘာမှမလုပ်နဲ့ခရီးခွားကိုတော့တတိချာချာပြန်ရှင်းပြပေးဆိုပြီးတော့ပဲ ChatGPT ကိုပဲခိုင်းလိုက်ရလေးများတယ်ပေါ့နော်အကုန်လုံးအစအဆုံးမဖတ်နိုင်တဲ့ကြောင့်အဲ့လိုပြလို့ရှိရင်နည်းနည်းလေးတော့ပုံပြီးမြန်နေပေါ့နော်ဖတ်သွားရတာလေပြီးကြမှအဲ့သူအချင်းချုပ်ပေးထားမှတိတ်ပြီးမှပြည့်စုံမှုထင်တယ်ဆိုလို့ရှိရင်ကိုကိုကိုပြန်ပြီးရောရှာဖတ်လိုက်တယ်အဲ့လောက်ပဲလုပ်တယ်ပေါ့နော် အာအတိကပေါမောက်ခဆောင်မမမထည့်မင်းလို့အဲ့အတန်းအဲကြောင့်မလို့ဒီစကဖက်ကိုတော့ဖတ်မှာအမေအတန်းရှိရဲ့ပြီးတော့ final report တင်ဖို့အတန်းတစ်ခုရှိရဲ့ပေါ့နော်အခုဒီခေါင်းစင်းတော့မစင်စားသေးဘူးအဲ့ရလဲအာခေါင်းစင်းစင်စားမယ် reference ရှာပြီးတော့ slide ဖတ်မယ်ပြီးရေးရမယ်အတန်းရှိရဲ့ပြီးဆောင်မဖြစ်ရတော့မှဆိုတော့ဒီစာရေးအကုန်ပြန်ကြည့်ရမယ်ပေါ့နော်လူများကြောက်တူရင်တော့တိုင်းမကြက်ပါဘူးဒီတက်ကတူရောက်ပြီးတော့ငငယ်ရောတော့ကြက်ခဲ့တယ်ဆိုပေမဲ့ အာဘယ်လိုလုပ်လဲဆိုတော့စာအုပ်ပဲ notes ပြန်ထုတ်လိုက်ပါတယ်ပမောက်ခတ်ပေးတဲ့ PPT file ရှင်းနေရှိမယ်ဒါမို့အတန်းဖတ်စာအုပ်လည်းရှင်းရှိမယ်ဒီ room ရအတန်းချိန်မှာလည်း notes လိုက်ယူပါတယ်အတန်းချိန်မှာယူထားအဲ့ notes ကိုပြန်ဖတ်တယ်တခြား organize ပြန်လုပ်တယ်အာပြီးရင်အဲ့ဒီကို notes ထုတ်ထားတဲ့ဟာလေးတွေကို ChatGPT ကိုပေးချပလိုက်တယ်ဒါကငါဆောင်းမွေးဖြည့်ဖို့အတွက်ငါပြင်ဆင်နေတာဒါကငါ notes ထုတ်ထားတာအာဆောင်းမွေးမှာ အမ်မေးလာလို့ရှိရင်စာကြောင်းဖွဲ့ပြီးပြန်ဖြေလို့ရအောင်လို့ငါ့ကိုမှတ်ရလွယ်အောင်လို့စာကြောင်းလေးပြန်ရေးပေးတိတိချာတက်ရက်လေးနဲ့ခေါင်းစဉ်အလိုက်ဆိုပြောအဲ့လိုပဲ ChatGPT ပေးလိုက်ပြီး ChatGPT ပေးရအောင်ဖတ်တယ်သူ organize လုပ်ပေးထားတာကိုဖတ်တယ်ကိုယ့်ရဲ့ notes ကိုလည်းနည်းနည်းပြန်ဖတ်တယ်အရေးကြီးရှင်ဖတ်စာထားအောင်ပြန်သွားဖတ်တယ်အဲ့လိုပုံစံနဲ့ပဲသူမြင်အမြင်စာလုပ်ခဲ့ပါတယ်အလွတ်မကျတော့တာကလေအလွတ်ကျလာလို့ရှိရင်မိသွားမယ်ဆိုပြီး pressure ရပို့ပြီးမှကြီးရပေါ့နော်အဲ့ဒါကြောင့်အဲ့ဒီဟောင်းမကြိုက်တဲ့အတွက်ကြောင့်တက်နိုင်တော့ခေါင်းထဲပဲမှတ်လိုက်တယ်ဒါကဒီလိုရှိရဲ့ ဘယ် theory ကတော့ဘယ်လိုပြောထားရင်ဒီလိုပုံစံမျိုးလောက်ပေါ့နော်အဲအဲ့လိုမျိုးပုံစံနဲ့ပဲစာလုံးသွားတာများတယ်ကြဲတော့စာစာလုပ်ကြရအောင်ပရီမီယာ stress များလို့ရှင်ပေါ့နော်အရင်တိတာတခွာဒီနှခန္ဓာတဝိုက်ဒီမှာဝက်ချံပေါက်ပါတယ်အာအိမ်ကြီးမဝါတာအိတ်ချိတ်မမှန်တာ stress တွေများတာညာဘက်အိမ်မပြောတာပြီးအသင့်စာအစာတောက်တွေအရင်အစာလိုက်တာမျိုးဆိုလို့ရှင် လက္ခဏာပြရပေါ့နော်ဒီနှခမ်းသားတော့အဲဒီမှာဝက်ချံပေါက်ပြီးတော်တော်လေးနာတယ်ပေါ့နော်အဲတော့စိတ်ကိုပြန်ထင်ရတယ်အစာမမှန်ပြန်စားရတယ်တေးချမမှန်ပြန်အိမ်ကြီးများများပြန်တော့ရတယ်ပေါ့နော်မဟုတ်ရင်တအားယုံဆိုရယ်နှခမ်းသားမှာနာလဲနာရပြုအဲဒီနေ့ကောင်းဟာအရင်ဆုံးထမ်းမယ်ဒီတစ်ပတ်ထမ်းမယ်အင်စာဘူးမြင်မြန်ရေးမှာပဲဖြစ်ပါတယ်ဖိုင်နီနဲ့ပဲထားရတာပေါ့နော်ဒီခေတ်မှာဘယ်သူမှအဲ့လိုမျိုးစာရွက်မှာရေးပြီးတော့မထက်ကြတော့ဆိုတော့ တတတတတတရိုက်တော့မှာပဲဖြစ်ပါတယ်ဘုရားရေလို့ပြောပါရင် ပြီးရမီဒီရပ်ပိုင် stress များเนี่ยနောက်တစ်ခွပါလဲဆိုတော့ time management မနိုင်ဖြစ်နေတာပါလုံးချင်တာလည်းအများကြီးပြောလေလုံးဝမစီစဉ်တော့ဖြစ်နေရပြီလို့ရှိရင်အာရုံတစ်ခုခုစိုက်နေနေလောက်အကြောင်းရတော့ခေါင်းလေးဝင်လာတော့လေဒီအာရုံစိုက်ပြီးလုံးနေတာတစ်ခုတော့မသိချာပြီးမှလုံးနိုင်တော့မှာမျိုးအဲ့လိုမျိုးစိုက်ဖြစ်နေအာရုံစိုက်လို့မရတဲ့ပြဿနာလုံးချင်တာညာရတဲ့ပြဿနာအချိန်စီမံတဲ့ပြဿနာအဲ့လိုဖြစ်နေရပါတော့ဟမ်ဒါကြောင့်ကျောင်းပေးတော့မှဆိုတော့ဒီကျောင်းပေးရမှာခရီးတစ်ခုတော့ရှိရဲပြီးအတန်ဖွင့်မဖွင့်မဖွင့်ဆိုကျောင်းသားတွေအားကြောင်းရရှိရဲအဲ့လိုဖွင့်မှုရှိရဲအမေအချိန်လုံးမစီမံနိုင်ကြရရဲပြီးတော့ဟမ်အချိန်မှလုံးခွဲချာမယ်ထုံးရောက်စော ီတော့စကားပြောရတာမဟုတ်တော့လို့ဒီခေတ်တတရားနေတင်ချင်းလေးယူထုတ်တော့ပါတယ်။ကိုရမနီရဲ့လူတွေဆိုလို့ရှိရင်တင်ချင်းကြိုက်တဲ့လူဆိုဒီတင်ချင်းလေးကို recommend ပါတယ်။အရင်မချင်မနဲ့ချွချူလေးနဲ့တော်တော်လေးတောက်လို့ကောင်းပါတယ်။ပြီးတော့တခြားလုံးစာလုံးလိုက်စာဖတ်လိုက် laptop ကြည့်လိုက်တင်ချင်တောင်းလိုက်နဲ့ပဲပြီးသွားဖြစ်တဲ့အကြောင်းဒီအပိုင်းအပြင်ဖို့ကောင်းလို့ရမယ် speed up တင်ပြီးတော့ပြီးတက်လိုက်ပါမယ် ။ဒါလေးကတော့ကောင်းလေးစရာနေဖုံးလာလို့ညနာမှာပန်းနေပွင့်ပြီးစကားပြောနေတူမဖြစ်ပါရဲ့။ဆာဆာမလို့ချင်တော့ကြောင့်ညီလိုက်။ဘလောက်ချစ်ကြောင်ဖွဲ့ဆိုလိုက်နဲ့။တူမရဲ့တနည်းသားလေးပါ။ဆောင်းလို့ရမယ်။ဆောင်းလို့ရမယ်ပြောလို့လုံးဝမင်းညာတကူ share ပေါ့နော်။ကြောင်သားရဲ့ insa စစ်ပြီးအောင်လို့လူများ video အတန်းဖွင့်ထားပါရဲ့။ video အတန်းကြတော့အာကြောင်သားရဲ့ video ပို့ပြီးပြီးတော့ကြောင်သားရဲ့ video ကြည့်ပြီးတော့စာလုပ်တယ်။ ီးတော့အကြောင်းသားလေးကိုအင်ဂျာလောက်ခိုင်းနေအကြောင်းသားလေးထပ်လာတဲ့အင်ဂျာလေးများပြန်စစ်ပြီးပြောအကြောင်းသားလေး feedback ပြန်ပေးရအဲ့လိုပုံစံနဲ့တွားနေရပါတော့အဲ့တော့အဲ့လိုမျိုးကြောင်းဖွင့်ရတဲ့ဆိုရင်ကြောင်းအင်ဂျာလောက်လိုက်ကြောင်းတွားလိုက်နေနေအဲ့လိုမျိုးစစ်ဖို့အချိန်မရှိဘူးပေါ့နော်ဒီနေ့ပိတ်ရမလို့ဟာမစစ်ပေးရတဲ့အင်ဂျာကြီးအရင်များနေအဲ့တော့စစ်ရမှာပေါ့နော်ဒီနေ့တော့ဝမ်းမိညာအခုမှတတိယပြီးတော့အင်ဂျာစစ်လိုက်ပါဦးမယ်ရှင် အင်စာဆင်းရင်ကျတော့တက်ဘလက်တော့မယ်ပေါ့နော်အော်ကျောင်းသားတွေရဲ့အင်စာဒီလိုမျိုးတွက်ပုံရိုက်ပြီးထပ်ကြဖြစ်လို့ကြောင့်မလို့တေချာကြီးမရရပေါ့နော်ဖုံလဲဆိုတေချာမမြင်ရဖြစ်တဲ့အတွက်ကြောင့်မလို့အင်စာစစ်တာကပုံမှန်ဆိုလို့ရှိရင်ကျောင်းသားတစ်ယောက်ကိုမိနစ်20ကနေ30လောက်ထိကြာပါတယ်ရမီယာကျောင်းသားတွေထပ်တဲ့အိမ်ဆောင်နေ့တိုင်းပုံမှန်လိုက်မစစ်ပေးနိုင်ဘူးเนาะတဖက်မှာတစ်ခါအလုံးပြုံမျိုးစစ်ပေးရလို့ဖြစ်တဲ့အတွက်ကြောင့်မလို့အလောက်ကြာတာဖြစ်ပါတယ်။အော် basic nail level 1လောက်ဆိုတော့အင်္ဇာစစ်တာအရင်မကြပါနဲ့ level 3 4 5ဆိုရင်ဆေးရနေနဲ့ကြပါတယ်အင်္ဇာစစ်ပြီးတော့ကိုယ်တိုင်လုံးပုံမလားပန်မလားအင်ချက်မလားဟင်းလေးဖြစ်ပါတယ်ညနေစာပါမတက်မရ vlog ပြီးဆိုရင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ် vlog ရရတာအရင်ကင်မရာတထောင်ထောင်နဲ့အဆင်မပြေအရင်ဖြစ်လို့လို့ဒါလောက်ပဲရိုက်လိုက်နိုင်ပါတယ်အားလုံးဒီထိပဲကြည့်ပေးကြပါနော်ကျေးဇူးတင်ပါတယ်